ဘက်ကစီးပြီးတော့ရောက်လာတယ်ပေါ့နော်။ဆိုသူတို့ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီ wow password တာတော့အာပြောရရင်တော့ VIP pass လို့ပဲပေါ့နော်။ကျွန်တော်တို့ဒီမှာနာမည်ကြီးနေရာတွေတော်တော်များများလူရမ်းများတယ်။ key bag စီးရင်အရန်ကိုစောင့်ရတယ်ပေါ့နော်။နိုင်ဝတ္တနာကြီးစောင့်ရတယ်ရှိတယ်လူရမ်းများတော့ပေါ့နော်။ကျွန်တော်တို့ကမစောင့်ကျင်တာနဲ့ဒါနဲ့ဝယ်လိုက်တယ်။ဆိုတော့ဒီကောင်ကတယောက်ကိုအာ VNN တောင်းတာအသိမ်းပေးရတယ်။600ဘတ်ချာလဲပေါ့။ဘတ်600ဘတ်ချာလဲပေးရတယ်တယောက်။ဒါမဲ့တန်ပါတယ်။သူက ဒီမှာနားနေတဲ့နေရာလည်းပေးထားတယ်စားတဲ့ဟာတွေလည်းထားထားပေးတယ် snack လေးတွေပေါ့နော်အဲ့ဒါစားပြီးရတယ်ကျွန်တော်တို့နောက်ထပ် train စီးပြီးအပေါ်ထပ်တက်ရမှာပေါ့နော်အဲ့မှာလည်းစောင့်ကြရမလို့စင်းကြရင်လည်းစောင့်ကြရမလို့ AC နဲ့ဟိုကောင်းအောင်မစင်းလို့ရဘူးမဟုတ်လူရမြားဒါပေမဲ့ကျွန်တော်တက်လာတဲ့အချိန်မှာတော့ ကျွန်တော်ထိုင်နေနေရမှာဟောတာပေါ့နော်ကေဘယ်ကားရဲ့အနောက်မှာတော့ထိုင်မိတာဆိုတော့အရှိအသက် view ကိုကျွန်တော်တို့ဘာမှသိမမြင်လိုက်ရဘူးအနောက်လက်ကြီးပဲကျွန်တော် view ရိုက်ရတာပေါ့နော်ဆိုတော့ကျွန်တော်အကြံပေးချင်တာကတက်တဲ့ကေဘယ်ကားစီးရင်ကျွန်တော်တို့အရှိဘက်မှာထိုင်ဖို့အကြံပေးချင်တယ်ခုတော့ကျွန်တော်ကေဘယ်ကားစီးအပေါ်ရောက်လာတယ်ပေါ့ဆိုရာဒီဘူးလူကအောက်မှာတော်တော်လေးတာရတယ်ဒါပေမဲ့ဒီအပေါ်တက်တော့လုံးဝ view ရေးပဲ outside မျိုးလေဒါဒီဘူးလူက30 70 degree လောက်ပဲရှိတယ် စောတော်တော်အေးရတယ်ပေါ့နော်ဒါပေမဲ့တော်တော်မိုက်နေတယ်။ပိန်ကြီးဂျားလေးကနေကေဘယ်ကားလေးတက်လာတာတို့ကျွန်တော် view ကပိန်နေနဲ့တောင်ပေါ်မှာပိန်နေဖုံးွမ်းနေတာတော်တော်လေးကိုမိုက်နေတယ်နော်။ဆိုဟန်နွိုင်းကိုရောက်ဒီလိုတော့တစ်ခေါက်တော့လာတဲ့ view ကတော်တော်လေးကိုပြောရရင်တော့မြင်တက်ရှုမောပေါ့နော်။တော်တော်လေးကိုကောင်းတယ်။တန်လည်းတန်တယ်ပြောလို့ရတယ်။ 辅助上我保底码，我呢，第二波的话又保二十点的保底嘛，所以大家理解啊，可 <noise> 以。<music> ကျွန်တော်တို့ဒီ fancy ban ရဲ့ထိတ်ဆုံးကိုရောက်နေပြီပေါ့နော်။ဆိုတော့ဒီကအမြင့်ပေ3143မီတာမြင့်တယ်။ဆိုတော့ဒီ Indonesia China မှာအမြင့်ဆုံးလို့လည်းပြောရပေါ့နော်။ဆိုတော့ဒီမှာက view ကတော့ဘာမှသိမမြင်ရအောင်မြူတွေအများကြီးများတယ်ပေါ့နော်။မြူတွေနဲ့ပတ်ပတ်လည်းအုပ်ဆိုင်နေတယ်မြူတွေတွားနေတာတော့တွေ့နေရတယ်ပေါ့နော်။ဆိုတော့ဒီမှာကျွန်တော် view ကဒီလိုဖြစ်ပါတယ်။ဘာမှတော့မမြင်ရဘူး။ဒါပေမဲ့အေးတယ်။ ဓာရီဥကတာရတယ်မိုးမြွာဘူးပေါ့နော်ဆိုတော့ဒီဟိုလာခြင်းရင်ကျွန်တော်တို့ဒီ September October November ကအကောင်းဆုံးပေါ့နော်ကျွန်တော်တို့ကခု October လာကုန်ခန်းဒီမှာရောက်လာတာဆိုတော့အချိန်တိုင်းဖြစ်သွားတာပေါ့နော်ဆိုတော့တစ်ချက်ချက်ဒီတိုင်းတော့တော်တော်အေးရယ် ောက်ပြီးတော့ကျွန်တော်တို့ဒီကိုလာရလူကြီးတွေပါတော့ wow pass ဆိုရဲကိုကျွန်တော်အကြံပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူတွေကမြင်တဲ့အတိုင်းပဲအရန်များတယ်တန်းစီရတယ်တော်တော်ကြာလူကြီးတွေဆိုရင်တော့မတက်ရရစောင့်ရတယ်လူအုပ်ကြတယ်မှာဟိုမခံနိုင်တော့ဘူးပေါ့နော်နောက်ပြီးဒီကောင်ကအမြင့်ပေတုံးတောင်ကြော်တာဖြစ်တဲ့အတွက်ကြောင့်ရရောက်ချင်းအပေါ်ရရောက်ချင်းမှာလည်းနည်းနည်းလေးပေါ်သလိုလိုအောက်ဆီဂျင်မဝလို့ဖြစ်တယ်ပေါ့နော်ဆိုတော့လူကြီးတွေပါရင်တော့အထူးကြီးယူဆိုင်ပြီးပါတယ်ဆိုတော့ကျွန်တော်တို့ဒါကိုလဲပက်ကြည့်လိုက်မယ်ပြီးရင်အောက်ဆင်တော့အောက်ဆင်ပါတော့မယ် โอเคခုကကျွန်တော်တို့စားတော့နိုင်ရောက်ကျွန်တော်ခုန fancy band နေဆင်းလာတယ် fancy band မှာနည်းနည်းလေး chill ပြီးတော့ AC လေးနေလိုက်တာလည်းပါတယ်ပေါ့เนาะခုတော့ visor နဲ့နေလဲစားခုနှစ်နာရီလောက်မှစားဖြစ်တယ်ဆို design လေးက vibe လေးက mic တူတာ LAN base မှာပေါ့เนาะသူ LAN base ဒီတစ်ချောက်ကတော့စိုင်းနေอยู่ပဲဆိုတော့ Google Map မှာကျွန်တော်တို့အရင်ရွေးရတာပေါ့เนาะမရောက်ဘူးတဲ့နေရာရောက်တယ်ဘယ်ဆိုင်အကောင်းလဲဆိုတော့မသိဆို Google Map ထောက်ကြည့်သူ review တွေလိုက်ဖက်ရဆို design review များရတာပေါ့เนาะ နဲ့ကျွန်တော်ယူဇာရောက်လာဖြစ်ပါတယ်။မှားလိုက်တာလည်းမြန်တယ်။ကျွန်တော်မှားတဲ့အချိန်မှာမြန်လားမမြန်လားမေးလိုက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်၃နာရီမှကျောင်းတနေရာသွားရရှိတယ်။နောက်တနေရာကျွန်တော်ဒီအပိုင်းကိုစာပေါ့နော်။အဲအပိုင်းကိုစာတော့ပြီးမှဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဖန်စီပောင်းလာလေကျင်းတဲ့လူတွေပြောပြခြင်းကဟိုအရေးပါတဲ့ tips လေးတခုပေးမယ်ပေါ့နော်။ မနက်ပိုင်းလူများတဲ့အချိန်ဆိုမလာနဲ့နည်းရှောင်းလိုက်ပေါ့နော်နေ့လေတော့ဆိုရင်လူရှင်းသွားပြီလူရှင်းရင်အရင်တန်းစီကြမလို့တိုးစရာမလို့အရင်ကိုမြင်ရတယ်ပေါ့နော်ကျွန်တော်ကမနက်ပိုင်းရှစ်ခွဲကိုးလောက်ကြီးရောက်တော့လူတွေကအရင်များတယ်ဆိုတော့ကေဘကစီဖို့တန်းစီရတာလည်းတော်တော်ကြာတယ်အဲ့အတွက်ကြောင့်ကျွန်တော်မစီချင်တာနဲ့ဒီ wow pass ဆိုတာရှိရကျွန်တော် VIP pass လို့ပဲဆိုတော့အဲ wow pass ကိုကျွန်တော်ဝယ်လိုက်တာပေါ့နော် ကျွန်တော်အကြံပေးနေတာ fancy band မှာလာလဲမယ်ဆိုရင် cable ကစီးမယ်ဆိုရင်ကျွန်တော်နေ့လေတနာ ਈ လောက်လာလာပို့ပြီးတော့ကောင်းလောက်တယ်။ဘာလို့ဆိုကျွန်တော်အခုပြန်ဆင်းလာတဲ့အချိန်မှာကျွန်တော်ကြည့်ရတယ်။လူတိတ်မရှိတော့ cable ကြီးဆိုလဲခြောင်နေနေရပဲ။ AC စီးလို့ရတယ်၊ရှူကင်း AC ကြီးလို့ရတယ်ပေါ့နော်။အဲ့တကွက်ရှိပါတယ်။အဲကျွန်တော်ဒီကိုလာလဲမယ်လူတွေကကျွန်တော်ပြောရမယ့်အချက်ဖြစ်ပါတယ်။ဆိုတော့အခုကျွန်တော်စားလိုက်အောင်မယ်။ဒါနေအပိုင်းကိုစားမှပြန်တွေ့ပါမယ်။

โอ้โอ้ my god ตลอดเมียนเลยฮะสอกูดิซีอ่ะโหเบรกမအောင်ခိုင်းဘောနော်လောကလီဗာအောက်ဒီပဲထားရတယ်ဟောတော်တော်ပြဲတယ် what the fuck ဆိုစာပါလိုင်းတော့ try ကြီးတင်တယ်ဘောနော်တစ်ခေါက်လောက်တော့ try တင်နေတယ်မှာလဲပါတယ်ဆိုတော့တော်လေးကောင်းတယ် ျွန်တော်တို့ first time first round ဆိုရင်သူကဒီ app ကနေပြီးတော့အာလမ်းမဝယ်ပြီးလာလို့ရပါဘူးနော်ဒီမှာရောက်မဝယ်လို့ရဒီမှာရောက်မဝယ်တယောက်ကို2သိန်းလို့ပြောတယ်ဒါပေမဲ့ second round စီးမဲ့ဆိုရင်တယောက်ကို3သိန်းသူက50% short ပြီးတယ်ဒါပေမဲ့အဲ့ဒါတစ်ခါတည်းဝယ်ရမှာပေါ့နော်ကျွန်တော်တင်ဒီမှာ hotel ကြီးစောင့်နေတာထားမယ် so ဒီရာက9မိနစ်ကြာတာပေါ့เนาะ9မိနစ်ကြာတာဆိုတော့တော်လေးကိုတေချာလေးလောက်ထားတယ်ဒါပေမဲ့ အချိန်ကအဲ့လိုအစင်းနေအကွေမှာမြန်တော့လေလူကြီးတွေဆိုရင်တော့နည်းနည်းလေးလန့်မယ်ပေါ့နော်ကျွန်တော်လူငယ်လေးဘာညာဆိုရင်တော့တော်တော်လေးကိုမိုက်လောက်ဟိုရှောင်းရရှောင်းနေကျွန်တော်ဒီအတီးအဲခါလေးတစ်ခုဝယ်လိုက်တယ်ဘောနော်ဒါတော့၈တောင်းပေးရတယ်၈တောင်းဆိုတော့ကျွန်တော်ထိုင်းဘတ်100နီးပါးပေါ့နော် ။ညအများကြီးတော့ပါတယ်။အခုဘာစားမလဲကြောက်တယ်။ဒါပေမဲ့ခုနကျွန်တော်တွေ့တာတော့အကင်လေးတွေ့ရပေါ့နော်။ဆိုတော့အကင်လေးပဲတော့စားပြစ်ပဲခင်ဗျာ။ဒီမားလေးနေရင်တူရစ်မျိုးဖြစ်တဲ့အတွက်ကြောင့်80%ကျွန်တော်ကြီးတယ်လို့တော့ foreigner တွေကြီးပဲလမ်းမပေါ်ပါ။ local တွေကနည်းတယ်။နည်းဆိုတာသူတို့ပြောခံရနေပေါ့နော်လမ်းမှာထွက်နေတဲ့လူတွေက foreigner တွေကြီးပဲများတယ်ဈေးတွေကလည်းကျွန်တော်တို့ဒီတခြား နေရာတွေထဲတော့နည်းလေးတော့များရတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တော်တော်လေးတွားဖြစ်လိုက်တယ်ပြောရမယ်ပေါ့နော်ဆိုတော့နေ့တော့ရှောက်ပတ်နေတယ်ဆိုတော့မနက်ပိုင်းကတော့ကျွန်တော်ရှစ်ခွဲမှာအာ fancy ဘန်တွားရတယ်ပေါ့နော် fancy ဘန်တွားပြီးတော့နေ့လေနှစ်နာရီလောက်ပါပြန်ရောက်တယ် fancy ဘန်ကတော့မလာမဖြစ်မတော်မဖြစ်စာပေါရောက်တော့တွားတဲ့နေနေရာကိုပေါ့နော်နောက်ပြီးကျွန်တော်အပိုင်းကိုစာတွားအဲအပိုင်းကိုစတာကြောင်းပြောလို့အပိုင်းကိုစတာကလေဒီမျိုးတွေကနေဆိုရင်59မိနစ်လောက်သွား အာကျွန်တော်ကတော့ gram နဲ့သွားတာပေါ့နော် gram နဲ့သွားတဲ့အချိန်မှာဘတ်တရားပေးရတယ်အသွားပြန်ဆိုရင်ဘတ်နေရအောင်ကြာတယ်နော်ဆိုတော့အဲအဲဘိုင်းကိုစားလीမစည်းဘူးတဲ့လူဆိုရင်တော့တစ်ခေါက်တော့စီးရင်တော့မမအောင်ဘူးနော်ဒါပေမဲ့အရင်တော့ကလည်းကိုကတခြားနေရာမှာဘိုင်းကိုစားစီးဘူးတယ်ဆိုရင်တော့တော့မစီးနေတော့ဘာလို့ဆိုတော့အချိန်ကအရန်တိုတယ်ကျွန်တော်တော့အရင်တော့မစီးဘူးပေါ့နော်ကျွန်တော်အမျိုးသမီးကတော့စီးဘူးဒါပေမဲ့ကျွန်တော်မစီးဘူးတာပြည်တော့စီးလိုက်တယ် ခေါ်စီးပြီးတော့ तू ကဟို first round က9မိနစ်ပဲကြာတယ်ကျွန်တော်ထင်9မိနစ်တော့မကြာဘူးအရှိန်အရမ်းမြန်တယ် तू ကိုရတယ်ဆိုတော့အဲ9မိနစ်တော့မကြာဘူးခဏလေးနဲ့ပြန်ရောက်လာတယ်ဗောနော်ဟိုအရှိန်ကတော့မြန်တယ်ဂျင်းတော့ခုံရတယ်ကောင်းတော့ကောင်းတယ်ဒါပေမဲ့အရမ်းမြန်လာပြလို့လည်းကြောင်းတိတ်ပြီးတော့ဟိုမဝဘူးဗောနော်မဝရဲ့ဒုတိယအချိန်ထက်စီးမယ်ဆိုရင်အဲ့မှာနံပါတ်ထပ်ဝင်လို့ရတယ်တော့50% discount ပေးတယ်ပထမတစ်ချိန်မှာကျွန်တော်2သိန်းပေါ့နော် ဒုတိယကြိမ်ဆိုကျွန်တော်တို့တသိန်းနဲ့ထပ်ဝယ်ပြီးရဒါမှမဟုတ်ကျွန်တော်တို့မစည်းခဲ့တော့ဘောဆိုတိတ်မပန်ဘူးခံစားရလို့ပေါ့နော်ဟို15မိနစ်လဲမြို့တွေကနေတွားရတယ်အတော်ပြန်လဲလောက်ရတယ်နောက်ပြီးတော့9မိနစ်လောက်ပဲစည်းရတယ်ဒါမှမဟုတ်မစည်းခင်မှာလဲတန်းစည်းရလေးတယ်ဆိုတော့ကျွန်တော်တို့တွားတော့လူကအရင်ကတော့မမြောက်ဘူး 15ရောက်အယောက်20လောက်တော့ရှိနေပါဘောเนาะဒါပေမဲ့အရင်အကြာကြီးမစီလာရအောင်မင်းနဲ့15မိနစ်လောက်တော့စီလာရတယ်ဘောเนาะဆိုတော့တန်းစီပြီးတော့မှာ5မိနစ်လောက်ပဲခဏလေးစီရတယ်အဖြစ်တော့ကြောင့်အရင်ကြီးတော့မတန်ဘူးခံစားရတယ်ဘောเนาะဆိုတော့အဲ့ဒါတော့ mind coaster ပါညနေပိုင်းကတော့ပြီးသွားတော့ကျွန်တော်တို့ကကိုဒီရောက်တော့ Vietnamese မှာဆက်ကိုလည်းကျွန်တော်တို့သွား try ချင်တာနဲ့ကျွန်တော်တို့ hotel ရှိမှာနာမည်ကြီးတဲ့ Aiden Vietnamese မှာဆက်ကိုကျွန်တော် try လိုက်တယ်ဘောเนาะဒီနေ့ day 2ကတော့တော်တော်လေးနှံ့သွားတယ် day 3မှာတော့ကျွန်တော်တို့ Kakkan Village သွားမယ် Fancy Van ကိုသွားတဲ့ဒီ cable ရထားပေါ့နော်အဲ့ရထားကိုမြင်ရတဲ့ coffee sign ရှိတယ်ဆိုတော့အဲ့ coffee sign ကိုလည်းတော့ try မယ်ညပိုင်းကတော့30တိုင်းဝါဒီဆွဲမယ်ပေါ့နော် Okay ပါဒါတော့ကျွန်တော်ရဲ့ day 2ပါ